2026မတိုင်ခင်ပေါင်30လောက်ကြာကျင်နေဆိုရင်ဒီလေးချက်ကိုပြင်အန်ဒီလိုစကားလုံးနဲ့ကြားလိုက်လို့ဒါတော့မလားဂျင်းထော့တော့မလားပေါက်ကက်ရီပြောတော့မလားလို့ထင်ကောင်းထင်လိမ့်မယ်ကျွန်တော်ဗီဒီယိုကြည့်နေကြသူတွေဆိုရင်တော့စိတ်ပူစရာမလိုပါဘူးဆိုတော့ကျွန်တော်တို့2025နှစ်စပိုင်းမှာကျွန်တော်တို့ကြုံသွားခဲ့ကြတယ်။ New Year New Me ဆိုပြီးတော့ gym နေအပ်တယ်၊သင်တန်းတွေ join တယ်၊ body transformation လုပ်မယ်ဆိုပြီးတော့ try ခဲ့ကြတယ်။အကြောင်းအကျောင်းကြောင့်တဝဲလေလေဖြစ်သွားတဲ့သူရှိတယ်၊လမ်းတစ်ဘက်မှာရက်နေတဲ့သူရှိတယ်၊နှစ်ဆပြောင်းသွားတဲ့သူလည်းရှိတယ်။ဆိုတော့ ကျွန်တော်တို့နောက်နှစ်ကိုမကူးခင်2026မရောက်ခင်ကျွန်တော်တို့ပြန်မြခြင်းအဖြစ်ဒီဗီဒီယိုကြည့်နေမယ်ဆိုရင်ရက်တရာနီးပါးလောက်ရတယ်အဲ့တော့ဒီရက်တရာနီးပါးမှာကျွန်တော်တို့ပေါင်30လောက်ချလို့ရတယ် နီလန်အဲ့နီလန်က safe ဖြစ်မယ်တိတ်ပန်နီးကြအထောက်အထားတွေပါမယ်လက်တွေ့တိတိကျကျ copy paste လိုက်လို့လို့ရတဲ့အဆင့်၄ဆင့်ကိုကျွန်တော်အသေးစိတ်ရှင်းပြမယ်ထုံးစံတိုင်းမှာကျွန်တော်ရဲ့အတွေ့အကြုံနဲ့တိတ်ပန်နီးကြ research တွေကိုပေါင်းပြီးတော့ခက်ခိုင်မာမာတိတိကျကျပြောပြပေးသွားမှာဖြစ်တယ်ဒါဆိုရင်ဒီလေးချက်ကပါလဲဆိုတော့ဇက်ကြည့်လိုက်ရအောင်ပထမအဦးဆုံးအနေနဲ့ရုံမတန်တရားတွေရှင်းသွားအောင်ဒီ research မှာဘယ်လိုဖော်ပြထားလဲဆိုတော့ကျွန်တော်တို့လူတစ်ယောက်ကတပတ်မှာ3.8ကနေတပေါင်နှုံးကို အေးအေးဆေးဆေးကြာသွားနိုင်တယ်။ကဲဆိုကြပါစို့မိတ်ဆွေရလက်ရှိမှာအောင်နေရရှိတယ်ဆိုကြပါစို့။ကျွန်တော်တို့ ရက်တရာအတွင်းမှာအနည်းဆုံး29ပေါင်လောက်ကျသွားနိုင်တယ်။ပေါင်200နဲ့အထက်ရှိတယ်ဆိုရင်ကျွန်တော်တို့ကပေါင်30နဲ့အထက်ကျသွားနိုင်တယ်။ဒါကတိုးတယောက်ချင်းနဲ့တော့မတူညီတာတွေ၊ကွဲလွဲတာတွေရှိမယ်။ပြန်မြခြင်းအပြင်ပေါင်100ရှိတဲ့သူတရအဝလုံးနေသေးတဲ့သူတယောက်ဆိုရင်တော့လွယ်လွယ်ကူကူလေးဒီဒန်းစင်လေးတွေကိုလိုက်မယ်ဆိုရင်ပေါင်30လောက်အနည်းကင်းကင်းအသားရည်တွေရော်ရဲပျော့တွဲမသွားဘဲနဲ့စီးကျသွားမှာဖြစ်တယ်။နံပါတ်1အနေနဲ့ကျွန်တော်တို့တရက်ကိုကယ်လိုရီဘယ်လောက်စားရမလဲဆိုတာကိုသိထားဖို့လိုတယ်။အလွယ်တန်နည်းလေးကိုသင်ပေးမယ်။ဒီနေရာမှာကျွန်တော်အယူဆလေးတစ်ခုကိုရိုက်ထည့်ပေးခြင်းတယ်။ ကျွန်တော်တို့တနေ့တာစားမယ်ကယ်လိုရီကိုအရန်ကြီး focus လုပ်တာထက်တပတ်တာ စားရမယ်ကယ်လိုရီပမာဏကိုတေချာလေး limit လုပ်လိုက် budget တစ်ခုပေါ့နော်ကျွန်တော်တို့တပတ်စာ budget တစ်ခုကိုတတ်မှတ်ထားလိုက်တယ်ကျွန်တော်တို့တပတ်စာ budget ကိုပို့သုံးမိမယ်ဆိုရင်အကျွေးတင်မယ်ခွေးဖြစ်မယ်ဒီမှာဆိုရင်တော့ကယ်လိုရီပို့စားမိတယ်ဆိုရင်တော့အစီဒီပို့တက်လာမယ်တပတ်စာကယ်လိုရီထွက်လွန်လွန်ကျူးကျူးကျွန်တော်တို့ကချိုးချံချွေတာ short သုံးမယ်ဆိုရင်လူကတော်တော်လေးကိုခံစားခံမယ် ပင်ပင်မမတ်နေဖြစ်မယ်အဒီလိုပဲကျွန်တော်တို့ကယ်လိုရီမှာဆိုရင်အရန်ရှော့စားတဲ့အခါလုံးဝအားမရှိတော့နှုံးချပြီးတော့ negative impact တွေအများကြီးတက်ရောက်လာနိုင်တယ်အဲ့တော့ budget တစ်ခုလို့ကျွန်တော်တို့မြင်အောင်ကြည့်လိုက်တရက်စာတရက်စာဆိုတာတဲ့တစ်ပတ်စာလေးကိုကျွန်တော်တို့လှလှပပလေး adjustment လုပ်သွားဖို့ပထမဆုံးအနေနဲ့နားလည်ထားဖို့ လူတွေတော့ alert တန်းလေးလေးကိုပြောရမယ်ဆိုရင်ကျွန်တော်တို့ target body weight ကို30တာမှမဟုတ်17နဲ့မြောက်လိုက်လက်ရှိ body weight မဟုတ်ဘူးเนาะ target body weight ကဲဆိုပါစို့တို့တွေအရှိမပြောထားတယ်ပေါင်100ရှိတယ်ဆိုကြပါစို့အဲ့တော့ပေါင်100ရှိတယ်ပေါင်150ကျကျင်တယ်အဲ့လိုတော့မလုံနဲ့လေမဖြစ်နိုင်နဲ့ပေါင်90ကြီးချဖို့တော့မလုံနဲ့ကျွန်တော်တို့ဒါ realistic ဖြစ်ဖြစ်သွားမယ်ပေါင်100ရှိတယ်ကဲပေါင်180ကိုတို့တွေ target ထားမယ်တစ်လောက်10ပေါင်3လောက်ပေါင်30ဒါ realistic ဖြစ်ကိုဖြစ်တယ်အဲ့180ကိုကျွန်တော်တို့က တစ်ဆယ်နဲ့မြောက်လဲရတယ်ဆက်တက်နဲ့မြောက်လဲရတယ်တစ်ဆယ်နဲ့ဆိုရင်ရှင်းတယ်တရက်ကိုကျွန်တော်တို့1800ကယ်လိုရီစားလို့ရတယ်ကျွန်တော်တို့ဆက်တက်နဲ့မြောက်မယ်ဆိုရင်1180ကယ်လိုရီစားလို့ရတယ်ဒါကတရက်စာစားရမယ်ကယ်လိုရီဒါဥမာ9နဲ့မြောက်လိုက်ရင်ကျွန်တော်တို့တစ်ပတ်စာစားရမယ်ကယ်လိုရီလေးထွက်လာတယ်ဆိုတော့ကျွန်တော်ပြောချင်တာကတရက်တရက်ကိုဒီ1800ကြီးအတင်းစားနေရင်ပင်မဲမယ်ခက်ခဲမယ်ကျွန်တော်တို့ပည့်ရက်တွေရှိတယ်အလူမင်္ဂလာဆောင်တွေးဆောင်ပွဲတွေအမျိုးမျိုးကျွန်တော်တို့လူမှုရေးကိစ္စအဝဝရှိတယ်အဲ့ကြရင်1800 1800 900လုံး1800ကြီး straight ကွက်တီဖြစ်နေဖို့ဆိုတာဖြစ်နိုင်လွယ်လဲမလွယ်ဘူးအတိတ်ပဲလည်းမရှိဘူးအဲ့ဘဝကြီးอ่ะဆိုတော့ကျွန်တော်တို့တရက်တလေ1900ထက်ပို့စားမိလိုက်တယ်အဲ့လိုပို့စားမိလိုက်တော့ဘုံတိုင်းဆိုပြီးကျွန်တော်တို့အစီတွေတက်ပြီးတော့ပြန်လဲပြက်ကွက်ဝါတုတ်ကြီးဖြစ်သွားမှာမဟုတ်တလို့ကျွန်တော်တို့တရက်ကိုလုံးဝစိတ်တက်ခံခိုင်မမာနဲ့1900တော့လည်းလုံးမနေငါတို့တထောင်နဲ့စားမယ်ဆိုပြီးတော့အာလုံးဝကြီးတောင်းခံထားမယ်တရက်တလေလောက်တောင်းခံထားလို့လည်းအစီတွေဝုန်းဝုန်းနဲ့လောင်ကျွမ်းသွားတာမဟုတ်ဘူးတရက်တလေလောက်ပို့စားတာတွေတရက်တလေလောက်ရှော့စားတာတွေကိုမစင်စားပဲနဲ့တပတ်စာကိုကျွန်တော်တို့လှလှပပါလေးသုံးသပ်မယ်ငါပြည့်ရက်မှာ အလှူရှိတယ်မင်္ဂလာဆောင်ရှိတယ်အဲငါတကယ်ချင်းငါ့ကိုဒင်နာကျွေးမှာရှိတယ်အဲဒါဆိုရင်ကျွန်တော်တို့ရှေ့နေလေးမှာနည်းနည်းလေး1900အောက် maybe 1500လောက်လေးနဲ့နည်းနည်းလေးမှိန်းထားလိုက်အဲဟိုမှာအပိုင်တီးလို့ရတယ်ကဲအကြောင်းကြောင်းကြောင်းရွာကြုံမသိဘူးအတကယ်ချင်းရုတ်တရက်ရောက်ချတယ်တာကြီးငါမင်းကငါ surprise လုပ်စရာရှိလို့ကျွေးမယ်ပါမယ်အဲရုံးမှာတခုခု bonus ရလို့ကျွေးမယ်ပါမယ်ဆိုရင်စားလိုက်မိတယ်နောက်တစ်ပတ်ကိုပြန်ပြီးတော့ပြန် adjust လုပ်လိုက်မယ်ဆိုရင်ရတာပဲအဲ့တော့ကျွန်တော်တို့ calorie ဘယ်လောက်စားရမလဲဆိုတာသိပြီဆိုရင်ဘာတွေစားရမလဲဆိုတာကိုဇက်ကြည့်လိုက်အောင်နံပါတ်1ချက် ဘာတွေစားရမလဲကျွန်တော်အဓိကတက်ရှိလူသားတွေစားတဲ့အစာအုပ်စု၃စုကာဗွန်ဟိုက်ဒရိတ်ဆိုတဲ့ကစီတက်ပရိုတင်းဆိုတဲ့အသားတက်ဖက်ဆိုတဲ့အဆီ၃မျိုးရှိတယ်အဲ့ဒီမှာမှာအဓိကကျွန်တော် စားစီချင်တာကပရိုတင်းဆိုတဲ့အသားဓာတ်အဲ့ဒီကောင်ကကျွန်တော်တို့ investment လုပ်တယ်လို့ပဲရင်းနှီးမြှုပ်နှံတယ်လို့ပဲဒီပရိုတင်းကိုစားခြင်းအဖြစ်နံပါတ်1ကျွန်တော်တို့ကြွက်သားတွေကြမသွားအောင်ထိမ့်သိမ့်ပေးတယ် ကျွန်တော်တို့ကိုလေးချင်းရှော့ချခြင်းတော့တတ်မဟုတ်ဘူးတူတူကိုကိုဗျာဟုတ်တယ်ပေါင်30ကြာကျင်တာဘာညာဟုတ်တယ်ဒါပေမဲ့အောင်30တော့ကြာသွားတယ်ခန္ဓာကိုယ်ကြီးကရော်ရဲပြော့တွဲပြီးတော့အသားရည်တွေဘလက်ဘလက်ဖြစ်နေတာမျိုးတွေအများအားလူကအားနဲ့နှုံးချပြီးတော့လုံးဝကြီးရုပ်ပြက်ဆင်းပြက်ခန္ဓာကိုယ်ပါပျက်စီးသွားတဲ့ပုံစံမျိုးတွေဘာသူဖြစ်ချင်လဲဘာသူမှမဖြစ်ချင်ချစ်ချစ်လစ်လစ်တင်းတင်းရင်းနဲ့ခန္ဓာကိုယ်ကမလိုအပ်တဲ့အစီအပိုတွေကြာကျင်တာအဲ့တော့ muscle loss မဖြစ်ဖို့ protein ကအထောက်အကူပြုတယ်နံပါတ်1အချက် weight ချတဲ့အခါ အစီချရတဲ့ကကယ်လိုရီရှော့စားရတယ်။ဘိုက်စာမှာပဲ။ညီသူမဆိုဘိုက်စာမှာပဲ။အဲ့တော့ဘိုက်စာရဲ့ပြဿနာကိုလည်းနည်းနည်းလေးကာကွယ်ပေးတယ်။အစာခံတယ်ပေါ့ဗျာ။မြန်မာလူကြီးဒဲ့ပြောရင်အစာခံတယ်။မဆိုးဘူးလေဒါတွက်ချိတ်ကြိုက်။ကိုယ့်ကိုစိတ်ကမထိနိုင်လို့စားတာတပိုင်းအစာခံတယ်ဒါတစ်ချက်ရှိမယ်။နောက်တစ်ခုကအကောင်းဆုံးတစ်ချက်က thermic effect of food ညင်တယ်။ဆိုပါတော့မိတ်ဆွေရပရိုတင်းကို100ကယ်လိုရီပိုစားတယ်ဆိုကြပါစို့။အစာချေဖြတ်ဆုပ်ယူဖို့သူ့ကို20ကယ်လိုရီ30ကယ်လိုရီလောက်ကလောင်ကျွမ်းအသုံးပြုလိုက်ရတယ်။ တရာကယ်လိုရီစားပေမဲ့ကိုက80လောက်ပဲဝင်သွားရဲဆိုတဲ့သဘောလေးမှရှိတယ်အဲဒါလေးကလည်းမဆိုးနည်းနည်းလေးဆိုပေမဲ့တွက်ချိလေးရကိုက်တယ်အဲ့၃ချက်ကြောင့်ကျွန်တော်တို့ကမဖြစ်မနေပရိုတင်းကိုတိုးစားဖို့လိုအပ်တယ်ဟုတ်ပြီဒါဆိုရင်ကြံတဲ့နှစ်ခုဖြစ်တဲ့ကာဗွန်ဟိုက်ဒရိတ်နဲ့ဖက်ကိုအကဲမိတ်ဆွေကဒီ research မှာပြောထားတာပရိုတင်းကိုတေချာဒင်းပြည့်ချက်ပြည့်စားမယ်ဆိုရင်ဒီနှစ်ခုကိုလှလှပပလေးအေးအေးဆေးဆေးလေး balance လုပ်လို့ရတယ်ဒီကာဗွန်ဟိုက်ဒရိတ်နဲ့ဖက်ကတော့ကျွန်တော်တို့ဒီ lifestyle အတွက်အသုံးပြုတဲ့ပုံစံပေါ့နော်ဒါပရိုတင်းကရှေ့ရေးအတွက် investment လုပ်တာအဲရင်းနှီးမြှုပ်နှံတာအဲဒီဟာလေးကတော့ကျွန်တော်တို့ရဲ့နေ့စဉ်ဒူဝ နေထိုင်မှုပုံစံလေးကောင်းအောင်အဆင်ပြေအောင်ပျော်ရွှင်အောင်တက်တောင့်တက်တာနေလို့ရအောင်အသုံးပြုတဲ့စရိတ်လေးပေါ့ကာဘိုဟိုက်ဒရိတ်နဲ့ဖက်လေးကအဲ့အတွက်အသုံးပြုတာဖြစ်တယ်။ပြန်ထားဆိုရင်ပရိုတင်းကိုတို့တွေအောက်ထစ်ဘလောက်စားရမလဲဆိုရင်ဒီ research မှာဖော်ပြထားတာကတော့ target body weight ကို၃ညဒသမ8 g နဲ့ညောင်းမယ်ဆိုရင်အဆင်ပြေတယ်။ထပ်ပြောမယ် target body weight ဆိုပါစို့ကျွန်တော်တို့ကအလွယ်ပြောကြတယ် တပေါင်တစ်ဂရမ်နှုန်းစားဆိုတော့ဝါရီလူတွေဟာငါပေါင်100ရှိတယ်ပရိုတင်း100ဂရမ်ပတ်စံအားဖြင့်တော့၎င်းပရိုတင်းပြည့်အောင်စားဖို့ဆို၎င်းမလွယ်ဘူးလေပရိုတင်း100ဂရမ်ကြီးစားဖို့ဗလာကြီးတွေတောင်မနေစားနေရတာဂက်ဘော်ဒီဝိတ်ကို3.8နဲ့မြောက်မယ်ဆိုအရင်မမြောက်ဆိုပါဆိုကျွန်တော်ခုနပြောတယ်တာဂက်ဘော်ဒီဝိတ်က190ဆိုရင်3.8နဲ့မြောက်လိုက်မယ်ဆိုရင်မေဆွေ119ဂရမ်ပရိုတင်းမစား120ဂရမ်ပရိုတင်းပေါ့ဗျာအနည်းဆက်ဆုံးယူလိုက်မယ်ဆိုရင်အဲ့လောက်လေးစားအဲ့လောက်ဆိုမစိုးဘူးလေ၄၃လီစက်နှစ်လေတနက်စားတိုင်းစားတိုင်းမှာ40ဂရမ်ပရိုတင်းပါမယ်ကျွန်တော်တို့ပုံမှန်၃နက်စားရတယ်ဆိုရင်ပွဲသိမ့်မယ်လေ easy ပဲဆို တော့အဆင်ပြေတယ်။အဲနောက်တစ်ခု tips လေးပြောချင်တာကကျွန်တော်တို့မနက်စာမှာ protein လေးကိုနည်းနည်းပြည့်အောင်စားစီခြင်း။ဒါလေးကဘာသွားပြီးအထောက်အကူပြုလဲဆိုတော့ဒီ research မှာဆိုရင်ကျွန်တော်တို့ဒီမနက်စာကို high protein meal စားတဲ့သူတွေကတစ်နေ့လုံးပြင်းပြခြင်းတွက်လိုက်ရင်200ကယ်လိုရီလောက်လျှော့စားပစ်တယ်။ဘာဖြစ်လို့လဲဆိုကျွန်တော်အပေါ်မှာပြောတဲ့ဒုတိယအချက်ကြောင့်အစာခန့်တယ်။အဲ့တော့ဘာညာရမို့ကွဘာလုံနေတဲ့အတွက်ကြောင့်အတိတ်တိတ်လေးကလည်းကိုယ်မှာကတ်နေတယ်ကိုထိန်းစားပစ်တယ်။တကယ်လဲ protein တိုးစားတဲ့အတွက်အစာခန့်နေတော့အိမ်တွေရရလေးကျွန်တော်တို့က EC ချလို့ရတယ်။ဆိုတော့ကျွန်တော်တို့ ဘလောက်စားရမလဲဆိုတာသိပြီဘာတွေဘလို့စားရမလဲဆိုတာသိပြီအဲဒါနဲ့အတိအကျပေါ့နော်ပရိုတင်းတွေကာဗိုဟိုက်ဒရိတ်တွေဖက်တွေဘလို့မျိုးတိုင်းတာချိန်တွယ်ချက်ပြုတ်စားတော့ရမလဲဆိုတာကိုတော့ကျွန်တော်အောက်မှာ link ချပေးထားတယ် fat loss pyramid ဆိုတဲ့ playlist လေးရှိတယ်အဲအဲ့ဒါမှာကြည့်မယ်ဆိုရင်တော့ make sure အသေးစိတ်တေးသေးချာချာလေးကြာကြာနာနာဂါဂါနာနာနားလည်သွားမှာဖြစ်တယ်ဒါကတော့အဓိကကြတဲ့ message လေးတစ်ခုကိုအရင်ပေးလိုက်တာ ဒါဆိုရင်ကျွန်တော်နံပါတ်3အချက်ကိုဇက်ကြည့်လိုက်အောင်ရတာမှာအချိန်လေးသုံးလား2026မကုန်ခင်တေချာလေးပြောင်းလဲခြင်းနဲ့အရင်ကလဲဟိုဆက်ဆက်ဒီဆက်ဆက် program တွေလဲစုံနေပြီ training ပုံစံလဲစုံနေပြီတိတ်မထူးဟာကိုယ်တိုင်ကိုကြထပ်ပြီးလေ့လာရမယ်ဆိုအချိန်မရှိဘူးဆိုတဲ့သူတွေအတွက်ကျွန်တော်လစဉ်လတိုင်းတင်နန်းသားတရားသာတီးတဲ့လက်ခံပေးတဲ့ရှားနှုံးမြအာမခံ body recomposition program ရှိတယ်။ဘယ်နေ့ပါစား၊ဘာချက်ဓာဖြည့်ပုံစံဆိုတာထက်မိတ်ဆွေတို့ ကြိုက်တဲ့အစားအသောက်တွေစားလို့ရတယ်။မိတ်ဆွေတို့စားနေတဲ့ကယ်လိုရီတွေဘလောက်မှန်တယ်မမှန်ဘူး။မိတ်ဆွေတို့စားကျင်တာဘာရှိတယ်စားတင်တာဘာရှိတယ်ဘာကြောင့်ဒါတွေစားတင်တယ်လေ့ကျင့်ခန်းဆိုရင်လေဒါပဲလို့ no pain no gain ဆိုတာထက်မိတ်ဆွေတို့နဲ့ kait ညီတဲ့လေ့ကျင့်ခန်းတွေနောက်ပြီးတော့လုံနေတာတွေကမှန်လားမှားလားဆိုတာအသက်ရှူတာဘလို့လက်ဟန်ခြေဟန်တွေကအစဘလို့ အသေးစိတ်ပြန်လည်စစ်ဆေးပေးတဲ့ပုံစံနဲ့သွားခြင်းနဲ့ပိုသွားနေတဲ့လမ်းတစ်လျှောက်မှာအမှားအမှန်လေးတွေကိုနေ့စဉ်ပြန်လည်စစ်ဆေးတန်တိုင်မင်မင်လေးသွားလို့ရတဲ့ပုံစံမျိုးလိုချင်နေဆိုရင်တော့ယာနုံမြအာမခံ body recomposition program ရှိတယ်။ထွေထုအများကြီးကြော်ညာလေးမရှိဘူး။ လအစရဲ့ပထမပတ်မှာကျွန်တော် post လေးတစ် post ပဲတင်ပြီးတော့သွားတယ်။တင်တဲ့အသေးစိတ်ကိုသိချင်နေဆိုရင်တော့ body recomposition program ဆိုပြီးတော့ယခု video comment out မှာ man ပေးလို့ရတယ်။သူဒီမဟုတ်ချက်ချင်းအလင်းမြန်သိချင်နေဆိုရင်တော့ messenger မှာ body recomposition program ဆိုတဲ့စကားလုံးတစ်လုံးပဲရိုက်ပို့လိုက်။ admin ရဲ့အသေးစိတ်လေးတွေမိတ်ဆွေတို့ရှင်းပြပေးမှာဖြစ်ပါတယ်။ နံပါတ်3အချက်ကိုဆက်မသွားခင် bonus အနေနဲ့တခုပြောခြင်းတယ်ဒါကတော့လူတိုင်းလဲအဲ့ထဲမှာပါခြင်းမပါမယ်ဒါနည်းနည်းပါးပါတောက်စားတတ်တဲ့အမျိုးသားအမျိုးသမီးတွေအတွက်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ကအစားအသောက်ကိုတော့ diet တေချာလုပ်တယ်လူမှုရေးရတော့၎င်းမိမိနှစ်သက်လို့တော့၎င်းတောက်တာပါညာရှိတယ် alcohol ပေါ့ဆိုတော့ alcohol ကိုသိပ္ပံနည်းကြပြောရမယ်ဆိုရင်1 gram မှာ7 calorie ရှိတယ်အစီက9 calorie ရှိတယ်အစီနဲ့နီးနီးဖြစ်နေပြီနောက်ပြီးတော့တောက်လေတောက်လေငမ်းမပြေလေ 7ကယ်လိုရီရှိတယ်ဆိုပေမဲ့တောက်တောက်အေးဆေးပဲနှစ်ခွက်လောက်တောက်လဲဘာမှဖြစ်တာမဟုတ်ဘူးကယ်လိုရီတိတ်သီးစာများတယ်ဒါအပြင်ကျွန်တော်တို့ဘသူမှနှိချနေတာတော့မဟုတ်ဘူးနည်းနည်းပါးပါးကျွန်တော်တို့အမီးလေးစားမယ်တကယ်ချင်းနေနဲ့ဝိုင်းဖွဲ့တောက်မယ်ဆိုရင်အမီးကပိုလို့တော့မြောင်းမယ်အဘာညာရောတာရှိအောင်မယ်ချိုးရည်အဲ့တော့ကယ်လိုရီတွေကတိတ်တခိုးလေးချိတ်ဆိုးပြီးတော့အများကြီးတက်နေတာရှိတယ်ဒီမှာတစ်ချက်နောက်တစ်ချက်ကကျွန်တော်တို့အယ်ကိုဟောဒီခန္ဓာကိုယ်ရဲ့ရောက်ရှိသွားတဲ့အခါအစိတ်အတောက်ဖြစ်ခန္ဓာကိုယ်ကတတ်မှတ်ပြီးသူ့ကိုအရင်ရှင်းထုတ်တယ်ဆိုတော့ကျွန်တော်တို့လုံနေတာက ဒီနေ့တာလိုအပ်တဲ့ကယ်လိုရီကိုရှော့စားမာဆယ်လေးတွေကြံအောင်လုပ်အစီလေးတွေတွားတွားတွားဆိုပြီးမောင်းထုတ်နေတဲ့အချိန်မှာရှေ့ရကပြက်ရပြဒီအယ်ကိုဟောကြီးကိုကျွန်တော်တို့ကမောင်းထုတ်နေရတာနေတယ်တိုင်မင်းနေရအောက်ကုန်အဲ့တော့ကျွန်တော်ကတော့လုံးဝမတောက်စီချင်တာတော့အမှန်ပဲဗျဒါပေမဲ့လူသားပိသားစွာဝင်းဒီလို့အောင်ပြောရမယ်ဆိုရင်တော့တောက်မယ်ဆိုရင်တပတ်မှာ2ရက်လောက်တောက်ချင်တော့တနေ့တာလိုအပ်တဲ့ကယ်လိုရီ10%ကိုတော့အဲ့အတွက်ထည့်ချင်ထည့်ပေးလိုက်ဒါကတော့ ပြောတာပြောတာကျွန်တော်မပြောချင်ဆုံးစကားပဲဗျာဒါပေမဲ့လုံးဝကြီးထက်အခက်နေပါတယ်ဆိုရင်တော့မှ short အဲ့ပုံစံလေး short ဖို့အကြံပြုလိုတယ်လုံးဝမတောက်နိုင်ရင်တော့အကောင်းဆုံးပဲပေါ့လေနော် okay ဒါဆိုရင်နံပါတ်3လေးကိုတကယ်အခုဆက်သွားလိုက်အောင်နံပါတ်3ကတော့ training ဟုတ်ပါတယ်မိတ်ဆွေတို့မဖြစ်မနေ resistant training လုပ်ဖို့လိုတယ်ဘာကြောင့်လဲ diet တစ်ခုတည်းလုပ်ပြီးတော့ချလို့မရဘူးလားမဟုတ်ဘူးရတယ် diet တစ်ခုပဲလုပ်ပြီးချတဲ့သူတွေဘာဖြစ်သွားလဲဆိုတော့ kidney fat အနေနဲ့အဆုံးသတ်သွားတယ်ပိန်သွားလားပိန်သွားတယ်ကျသွားလား ကြသွားတယ်လူပိန်ဖိုက်ဘူးခါတုတ်ဖိုက်ဘူးပုံစံလေးတွေလူရတော့ပိန်ပိန်လေးဖိုက်လေးခါလေးတွေတုံအဲ့ပုံစံနဲ့အဆုံးသက်သွားတာညာတယ်ကျွန်တော်တို့ရှေ့မှာပြောသလိုကြွက်သားလေးတွေတိဆောက်ထားဖို့လိုတယ်တူတူကိုကို ကြကျင်တလားလှကျင်တလားမြမလူကြီးဒဲ့မေးလိုက်မယ်ကြကျင်တာမဟုတ်ဘူးလှကျင်တာဟုတ်တယ်ဟုတ်ကြကြလေးလေးတင်းတင်းရင်းနဲ့ကြသွားဖို့အတွက်ကကျွန်တော်တို့ဒီ weight training မဖြစ်မနေကစားဖို့လိုအပ်တယ်ကျမရဲ့အကျိုးကြီးကျိုးတွေအများကြီးဒါမှမဟုတ်ကျွန်တော်မျိုးလုံးနဲ့မျိုးအဲ့ဒါတခုပြောတာနောက်တစ်ခုကမလုံးပေးရမယ်ဆိုရင်ကျွန်တော်တို့ကြွက်သားတွေများများရှိပြီကာယပလမောင်တွေလို gym trainer ဆရာကြီးတွေလို့ဗလာကြီးတွေအကြီးမဟုတ်သည့်တိုင်အောင်ကြွက်သားတွေခန္ဓာကိုယ်မှာများများရှိလေကယ်လိုရီလောင်ကျွမ်းမှုကများလေပဲရုပ်စွာဆောင်ကျွန်တော်တို့အိတ်နေတဲ့အချိန်မှာတော့ကယ်လိုရီလောင်ကျွမ်းမှုကပိုများတယ်ကားတွေနဲ့ပြောရင်ဗျ1.3 engine နဲ့5.0 engine ကွာသလိုပေါ့နင်းထိုင်စီ ီအုပ်နေတာအဲအဲ့လိုပဲကျွန်တော်တို့ခန္ဓာကိုယ်ကြီးရမာဆယ်ရမြများရှိရင်ကယ်လိုရီတွေလောင်ကျွမ်းနေမစိုးဘူးလေနော်တွက်ချေကိုက်ဆိုတော့ strength training resistant training လွယ်လွယ်ပြောရင်အလေးတွေနဲ့ကစားဂျင်သွားဒါမှမဟုတ် body weight နဲ့ကစားအဲဒါမျိုးလေ့ကျင့်ခန်းလေးတွေကိုမဖြစ်မနေ ဦးစားပေးပြီးတော့လုပ်ဖို့လို့တယ်ဆိုတော့အဲ့လိုပြောလို့ဟာငါတို့ကမအားဘူးအများကြီးချိန်မပေးနိုင်ဘူးဆိုရင်တောင်ကျေးဇူးပြုရတပတ်ကို၃ရက်လောက်ဖြစ်ဖြစ်သွားကစားစေချင်ဖူဘော်ဒီဝါကောက်လေးတွေကစားစေချင်ဒါကိုကျွန်တော်မြေတားလက်ဆောင်အနေနဲ့ training template လေးလုပ်ပေးလိုက်မယ်ဒီဟာကလုံးဝကန်တင်ကမအားလုံးအတွက်ထီမီကွေကွတ်ဆိုတာတော့မဟုတ်ဘူးပေါ့နော်တချို့ပစ္စည်းရှိတာရှိတယ်မရှိတာရှိတယ်အဲ့တော့အလှည့်ပြောင်းလေးအလားတူလေးတွေကွတ်ကိုပြောင်းပြီးတော့ထည့်ပြီးတော့ကစားလို့ရတယ်ဒီ training template လေးကိုလိုချင်နေဆိုရင်ကျွန်တော်ဒီတစ်ခုတော့ကိုညီပေးကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားအဲ့ subscribe လုပ်ထားတာလေးကို comment မှာ screenshot ချပေးလိုက်ပြီးရင် messenger ကိုပို့လိုက်အဲကျွန်တော် admin တွေက message ကို training sample template လေးပြန်ပြီးတော့ပို့ပေးမှာဖြစ်ပါတယ်ကဲဒါဆိုရင်တော့ကျွန်တော်တို့နောက်ဆုံး number 4အချက်ကိုဆက်ကြည့်လိုက်အောင် number 4ချက်ကျွန်တော်တို့ fat loss phase မှာမလွဲမသွေအကန့်မုတ်ချကြုံတွေ့ရကမှ plateau ပဲတန်လား weight တန်သူကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့အရင်တော့ကတော့ခန္ဓာကိုယ်ကြီးကဝနေတယ်လေးနေတယ်ကျွန်တော်တို့လေးလံတဲ့ကြောဘုတ်အကြီးတစ်လုံးကိုဖယ်ပြီးတော့လမ်းလျှောက်နေရတယ်ပေါ့နော် အဲ့တော့ပထမတလတလခွဲလောက်မှာကျွန်တော်တို့ကနည်းနည်းလေးကြသွားတယ်ကျောပေါ်ကြီးကနည်းနည်းလေးပေါ့သွားပြီအဲ့တော့အရင်လေးနေတဲ့ဟာကိုတက်ရတဲ့တုံးဆွဲတဲ့ဇွမ်းအင်နဲ့ပေါ့ပေါ်ပါပါသွားနေရတဲ့ဇွမ်းအင်ဘယ်ဟာပို့ပြီးတက်တာဆိုတော့ energy အလောက်မလိုတော့ဘူးလေခန္ဓာကိုယ်လေးကပေါ့လာပြီလေအော်အဲ့တော့ကျွန်တော်တို့ခန္ဓာကိုယ်ကစားနေတဲ့ calorie က maintenance calorie လို့ဖြစ်သွားတယ်အဲ့တော့ calorie ထပ်လျှော့ဖို့မစင်စားခင်လှုပ်ရှားမှုများများလို့ အာကျွန်တော်တို့ကဟိုလုံးသွားနေရတယ်ဟိုအထိုင်များတယ်ဘယ်ဘယ်နဲ့လှုပ်ရှားမှုများများလုပ်ရမလဲတိတ်ချိန်မရှိဘူးဆိုရင်လမ်းလျှောက်တာကိုပို့တော့ကျွန်တော်တို့ခြေလမ်းကို၈000ကနေ1000ရအောင်လျှောက်တထိုင်နဲ့မရဘူးကျွန်တော်နားလေခွက်ခွက်ပြီးလျှောက် အဲ့လိုမျိုးခြေလန်းခြေလန်းလေးတွေကိုတိုးသွားလှုပ်ရှားမှုလေးတွေကိုပုံများများလေးထည့်လိုက်အဲတထောင်ပြည့်သွားတယ်ဆိုရင်ရသလောက်ရသလောက်ရသလောက်ကျွန်တော်တို့ခြေလန်းတွေထပ်ထိုးအဲ့မှာမှထပ်ပြီးတော့တက်နေတယ်ဆိုရင်ကျွန်တော်တို့စားနေတဲ့ကယ်လိုရီကို10%လောက်ရှော့ဒါ crash diet လောက်တာမဟုတ်ဘူးဒီအချိန်မှာတော့နည်း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 အဲ့လိုမျိုးလေးထပ်ပြီးတော့ရှော့စားသွားတာမျိုးလုပ်ဖို့လိုအပ်တယ်အများကြီးရှော့စားတာမျိုး 10%လောက်ပဲ short စားလိုက်အနောက်တစ်ခုက tips တစ်ခုအနေနဲ့ပေးရမယ်ဆိုအကြောင်းကြောင်းပေါ့နော်အကြောင်းကြောင်းကြောင်းကွက်ဝိတ်ကလည်းတန်နေတယ်အများတိုင်းဒီကျွန်တော်ပြောသလို calorie တွက်စားရတယ်နဲ့ခက်နေတယ်ဆိုရင်အကြောင်းကြောင်းကြောင်းအပြင်မှာစားဖြစ်တယ်ဒါမှမဟုတ် calorie မတွက်စားနိုင်တဲ့နေမျိုးဆိုရင်ဒီလိုအရေးကြီးနေတဲ့အခြေအနေမျိုးမှာဆိုရင်လက်ဖွားနှစ်ခုစားလောက် ပရိုတင်းအသားဓာတ်ကိုစားမယ်လက်ခုပ်တစ်ခုပ်စားလောက်ကာဘွန်ဟိုက်ဒရိတ်ဂစီဓာတ်ကိုစားမယ်တန်တာကိုအသီးရွက်နဲ့ဖြည့်လိုက်မယ်ကျွန်တော်ဗကန်တစ်ချက်မှာအဲ့လိုမျိုးဖြည့်လိုက်မယ်အသီးရွက်ကစီရီရွှဲနေအောင်ကြော်ထားတဲ့အသီးရွက်ဒီဟာကြီးကဟိုအစီတပိတ်တာလောက်ရှိတဲ့အစီတုံးအဲ့လိုတော့မလုံးနဲ့လေဒါကဒံပေါက်တို့ပါတို့အဲ့လိုအဲ့လိုတော့မလုံးနဲ့ပေါ့ဗျာဗကန်တစ်ချက်မှာတော့ဟန်ပိုရှင်းနဲ့စားတယ်ပောက်ကရကာဘွန်ဟိုက်ဒရိတ်ပောက်ကရပရိုတင်းပိုစီမြုံနေအောင်ကြော်ထားတဲ့အရွက်ကြော်တော့မလုံးနဲ့ပေါ့နော်ဒီလိုခလေးကလာတော့မလုံးကြနဲ့အဲ့တော့ MJC အနေနဲ့အကြောင်းကြောင်းကြောင့်ကျွန်တော်တို့ကအဲ့မစားမင်းရင် ပလက်တိုးဆင့်မှာလည်းတော့စားဖို့ကလန့်ဖြန့်နေတယ်ဆိုရင်အဲ့လိုမျိုးလေးခြွင်းချက်အနေနဲ့စားလို့ရတယ်အနောက်တစ်ခုကြုံတွေ့ရမှာကဒီပလက်တိုးအပြင်ကျွန်တော်တို့လုံရင်းလုံရင်းနဲ့ motivation မရှိတော့တာမျိုးတွေဖြစ်လာနိုင်တယ်ဟာငါဖြစ်ပါမလားဟာဘယ်လိုလုပ်ရမလဲဟာလုံနေတာမှန်ရောမှန်ရင်လားဆိုပြီးနည်းနည်းလေး weight white လာတယ်အဟိုနီးလန်းလေးကပိုကောင်းမလားဟို fasting လေးကလုံရမလားအဲ zero carbon hydrate keto လေးကမဆိုးလားလို့စသည်ဖြင့်ပေါ့နော်အဲ့လို ။တရင်တရင်လေးတွေစိတ်ရိုင်လာလေးတွေရှိတယ်။အဲ့ကြရင်ဘေးနားကနေကိုယ်တကယ်နီးမှန်လမ်းမှန်ပြောပြပေးမဲ့သူတကယ်တွဲခေါ်ပေးမဲ့သူတကယ်နားလည်ပေးတဲ့သူရှိဖို့လိုတယ်။ဆိုတော့ဒါကြောင့်အတွက်လေကျွန်တော်တို့တွေကဒန်းပြလိုတာ trainer လိုတာအဒီလိုပြောလို့အတင်းကျွန်တော်တို့ကဟို PT နဲ့ကစားရမယ်လို့ပြောတာမဟုတ်ဘူး ကိုယ်လမ်းပြပေးနိုင်တဲ့သူရှိရင်အကောင်းဆုံးပေါ့ဗောအနည်းဆုံးတော့ကျွန်တော်တို့က GPS လေးနဲ့သွားတယ်လို့ပေါ့အဲဘယ်ရောက်ရင်ဘယ်ကိုလိုက်ပါညာရောက်ရင်ညာကိုလိုက်ပါလမ်းမနေတယ်ဆိုရင်တော့မှကိုယ် remind လုပ်ပေးမှလေးရှိတော့လမ်းမလွဲတော့ဘူးပေါ့ဒါတော့ကြောင့်လဲကျွန်တော်အမြဲတမ်း client တွေကိုဟိုအပတ်စဉ်အင်စာစစ်တာဆိုတာတက်နေ့စဉ်ကျွန်တော်ကပြောနေတာအဲတို့ရဲ့လူမျိုးစီဝိုင်းတိုင်းသမီးရဲ့ကိစ္စလေးတွေလည်းကျွန်တော်ကဆွေးနွေးဖြစ်တယ်ဝင်ပါတာတော့မဟုတ်ဘူးပေါ့နော်တို့ stress level ဘယ်လိုရှိလဲတို့ရဲ့ lifestyle လေးကဘယ်လိုရှိလဲတို့အလုပ်မှအဆင်မပြေတာဘာညာပေါ့အဲ့ကြောင့်ကျွန်တော်က diet လေးတွေအတိုးအလျှော့ training လေးတွေအတိုးအလျှော့လေးတွေလုပ်ပေးတယ်ဆိုတော့အဲ့ဒါကြောင့်မို့ကျွန်တော်ရဲ့ program ကိုအပင်မှန်းခံပြီးတော့နေ့စဉ်ကိုမိတ်ဆွေတို့နဲ့ စကားပြောပြီးတော့ check in လုပ်ပေးတာဖြစ်တယ်။အဲဒါလေးကတော့ကျွန်တော်ရဲ့ program လေးရဲ့အသာချက်လေးတစ်ခုပေါ့နော်။ဒါလေးတော့တသက်အထက်ပြောလိုက်ပါ။ဒါဆိုရင်2026မတိုင်ခင်ပေါင်30ကြားချင်းဒီလေးချက်ကိုပြင်ဒီလေးချက်မှာမိတ်ဆွေတွေအတွက်ဘယ်ဟာကအခက်အခဲဆုံးဖြစ်နေလဲ။ဘယ်ဟာကအသုံးဝင်ဆုံးဖြစ်မလဲ။အဲကယ်လိုရီတွက်စားရတဲ့ပတ်သက်လို့ protein ကိုတော့ပြောပါရတယ်။ carbohydrate နဲ့ fat ကိုတေချာမရေမရာဖြစ်နေတယ်ဆိုရင်ကျွန်တော် program အတင်း join မှာလို့ကျွန်တော်မဆိုလို့ဘူး။ကျွန်တော် playlist လေးတစ်ခုချပေးထားတယ်။အဲ့ဒီမှာတွားကြည့်လို့ရတယ်။အသေးစိတ်တွက်ထုတ်လို့ရတယ်။လက်တွေ့အလုပ်ဖြစ်မယ်လို့ကျွန်တော်ညွှန်လင့်တယ်။ like လုပ်မယ်ဆိုရင်တော့ပို့ပြီးတော့ PT ဖြစ်ပါပါမယ်။ ဒါဆိုရင်ကျွန်တော်နောက်ဗီဒီယိုမှာဆက်တွေ့မယ်။